ဲဗျာပရိသတ်ကြီးတို့ရေဘိုးကြဖြစ်ခင်ကတော့အင်တန်မှပျော်ရှင်စရာကောင်းတဲ့ငွေရေးချေးရင်အထောင်ရေးဒုက္ခပြည့်စုံတဲ့ဒါမိသားစုဘဝကိုပိုင်းဆိုင်ထားရဆိုပေမဲ့လေတခါတည်းရမှာကြီးမားတဲ့အရာတွေကသူတို့မိသားစုเนาะဒါလုံးဝဆိုးရွားတဲ့အရာတွေကသူတို့မိသားစုတွေကိုဝင်လာတတ်တယ်ပေါ့เนาะအခုလေဒါသူရဲ့ Facebook လူမှုကွင်းစာမျက်နှာပေါ်မှာသူယောက်ျားအခုသူရဲ့လောက်ရက်တွေကိုအကုန်လုံး ဖွင့်ချလိုက်ပြီးပဲဖြစ်သွားတယ်။အဲ့ဒါကတော့6လနဲ့မွေးခဲ့တဲ့ပထမသားလေးပေါ့လေရွှေဦးလေးဖြစ်တယ်။ရွှေဦးလေးကိုသူ့ရဲ့ယောက်ျားကိုထုံးကရွှေဦးလေးရဲ့မွေးနေ့အတိုင်းမှာနော်မွေးနေ့မွေးနေ့အတိုင်းမှာတစ်ခါမှလက်ဆောင်မပေးခဲ့ဘူးဘူး။ ူရဲ့အရင်မိမနဲ့ရခဲ့တဲ့ဒါလေးတွေတမီလေးတွေကိုကြတော့ iPhone တွေဝယ်ပေးလားဖုန်းသစ်တွေဝယ်ပေးနဲ့အမျိုးစုံကိုစုချနေတာဖြစ်တယ်။ဒါမဲ့6လနဲ့မွေးခဲ့တဲ့ဒါလေးရွှေဦးကိုသူ့ဒါလေးအရင်လိုမဆက်ဆံရသေးတဲ့ပေါ့တော်တော်လေးကိုဒါဘိုးချပြုခင်ကစိတ်တူနေလို့ကြားရပြ။ ကျွန်တော်အစအဆုံးရှင်းပြခြင်း ਨੇ ဒါလီရွှေဥဟာပိုးချဖြစ်ခဲ့တဲ့အကူထွန်းတို့က2023လေးလပိုင်းမှာလက်ထပ်ခဲ့တာဖြစ်တယ်7လပိုင်းမှာမွေးဖွားခဲ့တဲ့ဒါလီရွှေဥပဲဖြစ်ပါတယ်ဆိုတော့6လအတွင်းမွေးဖွားခဲ့တာပါဒါကြောင့်မလို့တချို့သောသူတွေကတော့ပိုးချဖြစ်ခင်ကတော့အကူထွန်းကိုကလေး3ယောက်ခေအကူထွန်းကိုကောင်းခံခိုင်းခဲ့ပြီဆိုပြီးတော့မျိုးစုံဝေဖန်ခဲ့ကြတယ်ပေါ့နော်မလို့ဖြစ်ဖြစ်ပါပိုးချဖြစ်ခင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြေရှင်းပြီးသားပါပေါ့နော်ဆိုတော့အခုလိုမျိုးအကူထွန်းကတကယ်ပဲ ဒါတားရှူဦးလေးကိုသူနဲ့လည်းရုပ်မသူဘူးသူရဲ့တားလည်းမဟုတ်ဘူးဆိုပြီးတော့ခံယူထားပြီးတော့အချစ်တွေမပူတာလားဆိုပြီးတော့မေးမြန်းနေကြပြန်ပြီလည်းဖြစ်ပါတယ်နော်ကိစ္စတော့တော်တော်ရှုပ်တယ်ဘိုးချပြခင်ခမရမှာသူတားလေးကသူ့ဘေးရဲ့အချစ်တွေကိုမခံစားရတဲ့အခါမှာသူတားလေးအတွက်အရန်ဝမဝန်းနေလို့ status နေပြီးတော့သူ့ယောက်ျားအကူထွင်းရဲ့လောရက်တွေကိုဒါအရင်မိမ့်မိုက်ရဲ့တားသမီးတွေအပေါ်ဆက်ဆံမှုနဲ့သူ့ရဲ့တားရှူဦးပေါ်မှာဆက်ဆံမှုအင်တာမကွာချမ်းနေလို့ line ပေါ်မှာတဲပဲချမ်းခဲ့တာပဲဖြစ်ပါတယ်နော်